ောက်ကွဲနေတဲ့မိုးပြာရောင်တက်သားတွေအတိုးချောက်ဂိုးသွင်းမင်းညစူပါစီစနေနေ့ညအင်္ဂလန်ပရီးမီယာလိပွဲစဉ်73ပွဲကြို30ချက်များညကိုရီအားလုံးပဲမင်္ဂလာပါပလေးမေကဂျာနယ်ကနေပြန်လည်ကြိုဆိုပါရခင်ဗျာဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေတာဖြစ်တဲ့အတိုင်းစနေနေ့ညအတွက်အင်္ဂလန်ပရီးမီယာလိပွဲစဉ်အပါအဝင်ပွဲစဉ်ပွဲကြို30ချက်တွေကိုနားဆင်ရမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကတော့ကလောင်ရှင်စူပါစီရဲ့30ချက်တွေပဲဖြစ်ပါတယ်ဘရန်ဖို့နဲ့ဘန်လီည9:30 အဆင့်73ဆိုပေမဲ့ Brentford ရဲ့တရားသည့်အင်ဂွင်းချေဟာအထင်ကြီးစရာပါနောက်ဆုံး Premier League အင်ဂွင်း၄ဝဲမှာ City နဲ့တပွဲသာရှုံးပြီး Castle Liverpool နဲ့ Man U တို့ကို၃ဂိုးစီတွင်းထားနိုင်ခဲ့ပါတယ်တန်းစင်ဇုံတွေက Burnley ကတော့တရားသည့် Premier League ရဲ့အဝေးခွင့်အညံ့ဆုံးအသင်းတွေထဲမှာပါဝင်ပြီးအဝေးခွင့်6ပွဲမှာ9ဝဲရှုံးခဲ့ပါတယ်ဒါပြင် Brentford နဲ့ Burnley တို့ရဲ့ Premier League တွေ့ဆုံမှုတိုင်းမှာလည်းအင်ကွင်းကန်ရတဲ့အသင်းတွေပဲနိုင်ခဲ့တာပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာ Burnley သားတွေပြတ်တုတ်ခံရမယ်ညလို့သုံးသပ်ထားတာဖြစ်ပါတယ်။ ဒုတိယမြောက်ပွဲစဉ်ကတော့ Man City နဲ့ Lee ည9:30ပွဲစဉ်ဖြစ်ပါတယ်။လူစင်း10ရောက်အထိပြောင်းခဲ့တဲ့ဂျာယက်က Champion League အရှုံးကနေ Guardiola နောင်တရစေမှာပါ။ပြီးခဲ့တဲ့အပတ် Premier League မှာလည်းရှုံးခဲ့သေးတာကြောင့်ပောက်ကွဲလာမဲ့ City ကိုတွေ့ရနိုင်ပါတယ်။နောက်ဆုံး Premier League 6ပွဲကနေ9ပွဲအရှုံးကြောင့် Lee ကတော့တန်းစင်းစုံထဲကိုဆင်းနေရပါတယ်။ဒါ့အပြင် Lee ဟာ Man City နဲ့ Premier League တွေ့ဆုံမှုနောက်ဆုံး၄ပွဲစလုံးကိုလည်းရှုံးခဲ့သလိုအဲ့ဒီပွဲတွေမှာ16ဂိုးတောင်ပေးခဲ့ရတာပါ။ ဒါကြောင့်မိုးပြိုင်အောင်တက်သားတွေအတိုးချကိုသိမင်းညလို့သုံးသက်ထားတာဖြစ်ပါတယ်။စန်းနလန်နဲ့ဘုံမော့ည9:30ရာမတ်တူအဆင့်9.8ဆိုတော့အကျိတ်နဲ့အသွင်ဆောင်နေပါတယ်။တန်တက်ဆိုပေမဲ့ခက်မော်မှာစန်းနလန်ဟာဒီယာဒီပရီးမီးယားလိမှာအိမ်ငွေ့မရှုံးသေးတဲ့၅သင်းနဲ့ကတသင်းပါ။နောက်ဆုံးအိမ်ငွေ့ပွဲတွေမှာလည်းကြောင်တဲ့တရားအမှတ်ဖြတ်ဥဆောင်နေတဲ့အာဆင်နယ်လိုအသင်းကိုတော့မရှုံးအောင်ကန်နိုင်ခဲ့ပါတယ်။၆ပွဲမှာတပွဲသာနိုင်ခဲ့တဲ့ဘုံမော့ရဲ့ဒီယာဒီအဝေးဝန်းခြေဟာတိတ်တော့မစွန်ပါဘူး။ ဒါကြောင့်အလင်းအောင်ကွင်းဟာကြောင်နဲ့တည်းအောင်မြေပါလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Everton နဲ့ Newcastle ည7:00နာရီပွဲစဉ်ပါ။ပြီးခဲ့တဲ့အပတ် Man U ကွင်းမှာပေးကိုမဲ့နိုင်ခဲ့တဲ့ Everton ဟာနောက်ဆုံး၃ပွဲမှာ9မှတ်စုဆောင်းနိုင်ခဲ့မှုနဲ့အတူအတက်ဘက်ကိုပြန်ရောက်လာပါတယ်။ Marseille site သားတွေဟာ ERD အိမ်ကွင်းမှာလည်းတပွဲပဲရှုံးမှသေးတယ်။ Castle ကတော့ဂျာရဲ့ Champion League အရှုံးအပါဝင်အဝေးဝင်၄ဝက်ဆက်ရှုံးထားပါတယ်။ဒါ့အပြင်ငှက်ကြားတွေဟာ Premier League တွေ့ဆုံမှုနောက်ဆုံး၄ဝက်စလုံးမှာလည်းနိုင်ပွဲမရခဲ့သေးပါဘူး။ ။ဒါကြောင့်မဆေးဆိုင်သားတွေကိုအားပေးရမယ်ညလို့သုံးသပ်ထားတာဖြစ်ပါတယ်။စပားနဲ့ဖူအမ်ည2နာရီ30ပြိုင်ပွဲစုံ6ပွဲမှာတပွဲသာနိုင်ခဲ့တဲ့စပားရဲ့လက်ရှိခြေဟာတိတ်မကောင်းပါဘူး။မြောက်လန်နဲ့ကလပ်ဟာခံစစ်မှာအဓိကကြသူရိုမေရိုပွဲပယ်ခံရရသလိုကွင်းလင်မှာလည်းအဓိကကြသူအချို့ပြန်မပါလာနိုင်သေးပါဘူး။ဖူအန်ကတော့ဒီယာဒီချန်ပီယံလိအဝေးဝင်းမှာတမတ်ပေးရသေးပေမဲ့စပားနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့သုံးပွဲစလုံးကိုတော့မရှုံးခဲ့ပါဘူး။ဒါကြောင့်ဧည့်သည်တွေခေါင်းမငုံရနိုင်လဲလန်ဒန်ဒါဘီကိုမြင်တွေ့ရမယ်ညလို့သုံးသပ်ထားတာဖြစ်ပါတယ်။ ငယ်နိုင်နေမှုချန်ပီယံလိအရှုံးကနေရုံးထနိုင်မယ်ဘာစီလိုနာဒုက္ခဆိုစနေနေ့ညစပိန်လာလီကပွဲစဉ်ဆက်လီပွဲကြိုသုံးသက်ချက်အနည်းငယ်ကတော့ကလောင်ရှင်ဒုက္ခဆိုရဲ့သုံးသက်ချက်ပဲဖြစ်ပါတယ်မာရော့ကနဲ့အိုဆာဆူနာည9:30တန်းစင်းစုံကက်လျက်ကတမတ်အကွာနဲ့အထက်အောက်နှစ်သင်းရဲ့တွေ့ဆုံမှုပါဒီယာဒီအိမ်ကွင်းမှာဘာကာနဲ့တပွဲပဲရှုံးသေးတယ်မာရော့ကဟာအိုဆာဆူနာနဲ့အိမ်ကွင်းတွေ့ဆုံမှုနောက်ဆုံး16ပွဲမှာလဲ16ပွဲဟာမရှုံးခဲ့ပါဘူး ိုဆာဆူနာကတော့ဒီယာဒီလာလီဂါမှာအဝေးခွင့်နိုင်ပွဲမရှိသေးသလိုအဲ့ဒီတည်းကအဝေးဝင်ခုနှစ်ပွဲမှာ6ပွဲရှုံးထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအင်ရှင်ရဲ့အရေးအောက်ကိုခိုလုံသင့်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဒုတိယမြောက်ပွဲစဉ်ကတော့ဘာစီလိုနာနဲ့အလာဗက်စ်ည9:45ပါ။ထိပ်ဆုံးကရီယယ်နဲ့တမတ်တာကွာရိုလိုဘာစီလိုနာဟာဂျာရဲ့ချက်ဆီကအရှုံးကနေအမြန်ဆုံးပြန်ရုံးထမှာပါ။ဇေယျအောက်ပိုင်းကအလာဗက်စ်ကတော့လာလီဂါမှာအဝေးဝင်3ပွဲဆက်ရှုံးထားပါတယ်။ ဒါအပြင်အလာဗက်စာဘာစီလိုနာနဲ့တွေ့ဆုံမှုနောက်ဆုံး16ပွဲမှာ14ပွဲရှုံးထားပါတယ်။ဒါကြောင့်ဘာကာအနိုင်ဆုံးနှကိုးပြက်ကနေအာပီယာမညလို့သုံးသက်ထားတာဖြစ်ပါတယ်။လီဗန်ဒေးနဲ့ပေပါဝည7နာရီတန်ဆင်းဇုံတွေကလီဗန်ဒေးရဲ့လက်ရှိခြေအားစိုးနေပြီးဒီယာဒီအိမ်ကွင်းမှာလည်းပွဲတိုင်းအနိုင်ဆုံးနှကိုးနှုံပြနေရပါတယ်။အဆင့်၈ဆိုပေမဲ့ပေပါဝကလည်းလာလီဂါမှာအဝေးဝင်း၅ပွဲဆက်9ပွဲပျောက်ထားပါတယ်။ဒါကြောင့်အမှတ်လိုအပ်ချက်အရပိုယုံးမဲ့အင်ရှင်ကိုအားပေးတာအကောင်းဆုံးဖြစ်မှာပါလို့သုံးသက်ထားတာဖြစ်ပါတယ်။ အက်တလတီကိုနဲ့အိုဗီဒိုည2:30တိုင်ပွဲစုံ6ပွဲဆက်အနိုင်နဲ့အတူအက်တလတီကိုဟာအကောင်းဆုံးပုံစံရောက်နေပါတယ်အိမ်ဝင်းမှာဆိုတော့သူတို့ကနောက်ဆုံး9ပွဲဆက်တောင်နိုင်ထားပါတယ်တရားအောက်ခြေကအိုဗီဒိုကတော့လာလီဂါမှာနောက်ဆုံး3ပွဲဆက်9ပေါက်ပျောက်ထားပါတယ်ဒါကြောင့်အင်ရှင်းအရေးအောက်ကိုကိုလွန်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ပလေးမေကာကြောင့်လည်းနားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်ဂိမ်းမြင့်ညာနားဆင်သူညီကိုတွေလည်းကျေးဇူးတင်ပါတယ် ျွန်တော်တင်ဆက်ခဲ့တဲ့ကလောင်ရှင်ကြီးရဲ့သုံးသက်ချက်တွေနဲ့အတူညီကိုတွေအတွက်အထောက်အကူပြုမယ်သုံးသက်ချက်တွေဖြစ်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကောင်းသောနေ့တွေပိုင်ဆိုင်ပါစေခင်ဗျာကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်